ခုရွေးထားတဲ့ setting ကကျွန်တော် charging priority မှာ solar utility SN ရွေးထားတယ်။ output priority မှာတော့ solar first နဲ့ utility first ရွေးထားတာ SUV ရွေးထားတယ်။ဒီမှာ SN ရွေးထားတယ်။အဲ့ဒါကိုကျွန်တော်ဒီ SUV ကို SVU ပြောင်းကြည့်မယ်။နော် solar battery utility ဆိုတဲ့ဟာကိုပြောင်းကြည့်မယ်။နော် Okay. တော့ပါမှာ SOC ရတရားရကတော့အချိန်ကိုကျွန်တော်ကြည့်မယ်ခဏလေးထိုးတယ်ဆိုတော့ရှိရှိရအချိန်ဟာပါနော်7:07မိနစ်နော်ည7:07မိနစ်ဆိုလာမရှိတဲ့အချိန်နော်အဲ့ကျွန်တော်စက်တင်အောင်ပြောင်းမယ်အဲ့ဒီပြောင်းပြီးပြန်ထားမယ် ကျွန်တော် battery fast အနေထားဖြစ်သွားပြီအဲ့တော့ကျွန်တော်ပြောချင်တာအဲ့ဒါအော်ပြောချင်တယ်ဆိုတော့ SPU ကိုရွေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော် ကျွန်တော်တရားခံလုံးပြည့်နေတော့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်စက်တင်ရပါတော့เนาะသူက69အနေနဲ့69ပါเนาะ69အနေနဲ့94ဒီကိုသူကဆွဲရမှာအထွေရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ခရစ်ကပြင်ဝင်တော့เนาะအဲ့တော့ဗတ်ရှီဖတ်ကိုရွေးထားလို့ရှိရင်သူကဆိုလာရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးဆိုလာဖတ်ကိုရွေးထားရင်တော့ဆိုလာဥစားပြီးရွေးထားရင်တော့သူကဆိုလာမရှိတာနဲ့ခရစ်ကိုပြင်ဝင်နေတယ် ။အဲ့တော့ battery first က solar ရှိခြင်းမရှိခြင်းမဆိုင်ဘူး။ဒီမှာဘာဖြစ်သွားလဲဆိုတော့ဒီ grid ကိုသူကဖြတ်ချလိုက်တယ်။အဲ့တော့သူက battery ကနေတောင်းသွားမယ်။94အထိတောင်းမယ်။94ရောက်လို့ရှိရင် grid ကိုပြန်ပြီးတော့အပြန်ဖြည့်ခိုင်းမယ်။ဖြည့်ပြီးတဖြည်းဖြည်းပြည်လာတဲ့ခင်ငယ်96ရောက်သွားလို့ရှိရင်သူက grid ကိုအခုဒီတိုင်းပဲပြန်ပြီးတော့ဖြုတ်ချလိုက်ပါတော့။ဆိုတော့တတဲစီဖြစ်နေမယ်။အဲ့တော့ SVU ကိုကျွန်တော်နိုင်ငံမှာကမတော့ဘူး။ဘာလို့လဲဆိုတော့ battery ကနေ မိလာရီလာနဲ့ battery ကနေအများအားပေါက်ပါအောင်ပါနော်အခြားနိုင်ငံမှာတုံးနေတယ်ဘာလို့အခြားနိုင်ငံမှာတုံးနေလဲဆိုတော့သူတို့မှာဟာ fit ဟာ time ကရှိတယ်ပေါ့နော် peak period ဆိုတာရှိတယ်ဘာလို့ peak period လဲဆိုတော့အာညဘက်အသုံးများတဲ့အချိန်ပေါ့နော်ညဘက်အသုံးများတဲ့အချိန်ဒါမှမဟုတ်နေ့ဘက်အသုံးများတဲ့အချိန်သူကအဲ့ချိန်မှာမီတာကတိုးကောက်တယ်ဘာလို့တော့ညအာ6နာရီလောက်ကနေပေါ့နော်ည6နာရီလောက်ကနေ ဒါည9နာရီလောက်ဒီမီလာကတိုးကောက်မယ်ဆိုရင်သူကအဲအိုင်နိုင်ငံမှာပေါ့နော်ဂျူစာကဘယ်လိုလုပ်လဲဆိုတော့ည6နာရီ9နာရီဘက်တရီကနေတုံးမယ်သူတန်တဲ့ယူနစ်ပေါ့နော်6နာရီတန်ရင်သူတန်တဲ့ယူနစ်ပေါ့သူတန်တဲ့မီတာယူနစ်ကိုသူကဘက်တရီကိုအဖြည့်ထားမယ်အမှ6နာရီနဲ့9နာရီကိုခရစ်ကနေသူကလုံးဝမတုံးတော့ဘူးဘက်တရီကနေတုံးမယ်အဲ့ဆိုသူကခုနကကျွန်တော်ဒီ program ပေါ့နော် progress စနစ်နဲ့เนาะ90ဒီနဲ့73ကိုအဆိုစီပမာဏကိုသူဟဟလို့ရတယ်ကိုယ့်ရဲ့တုံးနေတဲ့လုံးနဲ့ဒီအဆိုစီပမာဏကိုဟဟမယ်ဆိုရင်ဆိုတော့ battery ကနေဆွဲနေမယ်အဲ lower မှာဆိုတော့ grid ကနေပြန်ဆွဲမယ်ပေါ့နော်အဲဆိုသူကမီတာကတက်တာเนาะမီတာကတက်တာကျွန်တော်နိုင်ငံမှာတော့ဘာမှမရှိဘူးကျွန်တော်နိုင်ငံမှာကမီတာ unit ကနေ battery ကနေ battery ရောက်သွားလို့ရှင်ဘလောက်စီအဲ့ထက်တိုးပြီးတော့ unit ကထပ်ကျော်သွားလို့ရှင်ဘလောက်စီဆိုပြီးသူအဲ့လိုသွားတာပေါ့နော်ကျွန်တော်ကတော့ unit နဲ့သွားတာသူတို့ကတော့အချိန်နဲ့သွားတာနိုင်ငံတွေရှိရဲ့အဲ့တော့အချိန်နဲ့သွားတဲ့နိုင်ငံတွေမှာဒီ SV ကိုသူတို့သုံးနေတယ်ပေါ့နော်အားကြောင့်မိမတာမှာမိမနိုင်ငံတွက်ကတော့ SV ကိုတိတ်ပြီးတော့သုံးဝင်ပေါ့နော်သုံးဝင်တဲ့ဟာဘာလို့လာထည့်ထားလဲဆိုတော့ အဲမေးလို့ရတယ်။ဒါပေမဲ့ဒါ brand တွေက international ပို့တဲ့ brand တွေဖြစ်တဲ့အတွက်ဒီ SVU တို့ဟာလည်းဖြစ်မနေထည့်ထည့်ထားမယ့် certain တစ်ခုဖြစ်တယ်ပေါ့နော်။ခြားနိုင်ငံတွေပေါ့နော်။အဲအားကိုကျွန်တော်ရှင်းပြလို့ရင်းဖြစ်ပါတယ်။အဲ့တော့အချိန်က၈နာရီနဲ့၁၄မိနစ်နော်။ EBC တောင်းနေရဲ့ SVU ရွေးထားလို့ EBC ကိုပေးမယ်ပေါ့။နော်။ဘက်ထရီကလည်းယူတော့မယ်။ အဲ့ဒါကိုကျွန်တော်ပြလိုခြင်းဖြစ်ပါတယ်ည8နာရီ15မိနစ်ဖြစ်တဲ့အတွက်ဆိုလာရှိတဲ့အကြောင်းမရှိဘူးเนาะဆိုလာမရှိရရင်ကျွန်တော်စမ်းပြတာပါเนาะ SV ကိုမှားရွေးရွေးထားမယ်ဆိုရင်တော့ဒီမှာနိုင်ငံပေါ့เนาะ SV ကိုမှားရွေးထားမယ်ဆိုရင်တော့ battery ကနေဆော့ဆော့အောင်ပါပေါ့เนาะတွင်လိုက်ပြန်ပြီးတော့အားကုန်လိုက်တွင်လိုက်ပြန်ပြီးတော့ပဲဒါပါတော့အခုက8နာရီကျော်9နာရီပြောင်းအောင်မလုပ်လို့မယ်เนาะအဲ့လိုမျိုးလည်းရှိသေးတာပေါ့เนาะဒါကိုနားလည်အောင်ကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ် Thank <laughs> you.